အခုတင်ဆက်ပေးမယ့်သတင်းကတော့ပိဆာအတွင်းမိုင်းမှာဇီရီတော်ပုံတွေ့ရှိခဲ့တဲ့အတွက်မေခလာဘိန်းထယ်ဆိုင်မှာတာဝန်ရှိသူကိုပုံမှ295နဲ့အမှုဖွင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အေဗီလာဇန်မိုင်းကမေခလာသိန်းသမီးအထယ်ဆိုင်မှာဝယ်ယူခဲ့တဲ့ပိဆာရဲ့အတွင်းမိုင်းမှာ ဈေးရီတော်ပုံရိုက်နေထားတာကိုတွေးရှိခဲ့တဲ့အတွက်တက်ဆိုင်ရာကစစ်ဆေးပြီးလက်ရှိမှာမေခလာသိန်းအထည်ဆိုင်ရဲ့သားဖြစ်သူဦးကျော်လှိုင်သိန်းကိုပုံမှန်295တာသနာကိုညှိုးနှွမ်းစေမှုနဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။အဆိုပါကိစ္စနဲ့ပတ်သက်ပြီး AB လ23ရက်နေ့ကမေခလာသိန်းအထည်ဆိုင်ကနေတော်ဝင်နှင်းစီခမ်းမမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါဗျ။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပြောကြားချက်အရာ ဦးကျော်လှိုင်သိန်းဟာအေဘီလ15ရက်နေ့မှာအာမခံရရှိခဲ့ပြီးရဲတပ်ဖွဲ့ကတော့နေ့စဉ်ခေါ်ဆိုစစ်ဆေးမှုတွေကိုပြုလုပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဇေဒီတော်ပုံပါတဲ့ပိတ်ဆာ6ဆကိုရဲစခန်းကိုအပ်ထားပြီးတော့အဆိုပါပိတ်ဆာတွေကိုရိုင်းနှိမ့်ထုတ်ဝေရနေရကိုတော့စုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့ဆိုပါတယ်။အမှုရင်ဆိုင်နေရတဲ့ဦးကျော်လှိုင်သိန်းကအဆိုပါပိတ်ဆာတွေကိုမော်ဒမြိုင်ဘက်ကလာတဲ့ကယ်ရီသမားစီကဝယ်ယူခဲ့တာဖြစ်ပြီးမူလကအခုလိုဇေဒီတော်ပုံတွေရိုင်းနှိမ့်ထားတာကိုမသိရှိကြောင်း အခုအခါအဆိုပါဂရီသမားကိုဆက်သွင်းနိုင်မဲ့လိပ်စာကိုသက်ဆိုင်ရာရဲတပ်ဖွဲ့ကိုအနန္ထားဆောင်နဲ့အဆိုပါပိတ်ဆရေဟာထိုင်းနိုင်ငံမှာဝင်ရောက်လာတဲ့ပိတ်ဆများဖြစ်နိုင်ကြောင်းပြောခဲ့ပါဗျ။ဒီကောင်ကိုလို့ခမင်းကိုယူဆလို့မရပါဘူး။ကိုလိုချင်တဲ့ position နဲ့ကိုဝင်ရတာ။ဟိုကကျွန်တော်အုပ်လိုက်နေရှိတယ်အလေးလိုက်နေရှိတယ်။ဒါတည်းကတကောင်အလေးလိုက်တာပဲ။အုပ်လိုက်နေတာပဲ။အဲ့တော့ဝယ်တဲ့လူရဲ့ကျွန်တော် position ပေါ့နော်။ အကိုတို့ကလိုချင်တယ်ဒီကဒီဆယ်ဆိုလို့ရှိရင်အဲ့ဒီချိုးလို့ရတယ်ဘောင်းချိုးလို့ရတယ်ခေါင်းဆိုလည်းချိုးလို့ရတယ်ဟဲ့လားနောက်ဒီအဲ့ရခဲလုပ်လို့ရတယ်ကိုလုံးချင်တဲ့ position နဲ့ပဲသွားကျွန်တော်တို့ကဒီမှာ test center ပြီးမှထမင်းစားပါဆိုမှမရောပါဘူးအဲ့လိုတော့မရောပါဘူးကိုလိုချင်တဲ့ site အဲကျွန်တော်တို့ကအဲ့ဒီမှာ site မှာလည်းဒီစားတွေရောင်းနေဟာလုံးကြီးမချုပ်မတည်ရဆိုတာကျွန်တော် site မှာမကတ်ထားဘူး ပြုတ်လုခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာမေခလာသိန်းအထည်ဆိုင်အနေနဲ့ဇေဒီတော်ပုံများရဲနှိတ်ထားမှုကိုမူလကမသိရှိပဲတဆင့်ပြန်လဲရောင်းချခြင်းဖြစ်တာကြောင့်အပြစ်မရှိကြောင်းနဲ့မေခလာသိန်းအထည်ဆိုင်မိသားစုမှာဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်ရှင်။